အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 11မှာပါတဲ့ဒီ so in neither ပေါ့နော် so in neither အကြောင်းကိုဒီ Essential English Grammar and Use Grammar ပုတ်ထဲမှာဘလို့ရှင်းပြထားတယ်လဲဆိုတာလေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီတန်ခမ်းစာလေးကဒီ Grade 11ဒီ Unit 11ကဒီ 11C Grammar ကိုဖြည့်ဖို့အတွက်ထထောင်တနေရာကနေအကျူးပြုလုပ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ grade 11 train နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးသွားမှာကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးဖို့ဥစွာတောင်းဆိုပါစေ။ဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာလေးကိုစကြရအောင်။အကယ်၍ဒီသင်ခန်းစာကိုမကြည့်ဘဲနဲ့ဒီ unit 11က grammar ကိုအကောင်မှာဖြည့်ထားတာကိုကျွန်တော်တို့တမ်းပြီးတော့မှကြည့်ကျင်နေဆိုလည်းညာဘက်တော့မှပေါ်လာတဲ့ link လေးကိုနေပေးလိုက်ပါ။ဒါဆိုရင်တော့အဲ့ဒီမှာတခါတည်းသွားကြည့်လို့ရပါတယ်ခင်ဗျာ။ ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့အခုတော့ဒီသတင်းစာလေးကိုစကြရအောင် unit 42မှာ two or either so am i neither do i စာရှိတပြေပေါ့နော်โอเค two in either ကျွန်တော်တို့ပုံလေးကိုဥစွာကြည့်ကြအောင်ပုံလေးမှာ i'm happy သူကပြောတယ်အဲ့တော့ तू ကလည်းပြောတယ်ဆိုတော့ i'm happy too i'm not happy तू မပြောဘူးတဲ့ i'm not happy either သူက i'm not ဒီမှာ positive sentence မှာတော့ to လို့သုံးပြီးတော့မှ negative sentence မှာ not either လို့သူသုံးပါတယ်တဲ့သူတို့ပြောရပါတယ်တဲ့ okay we use to in either at the end of a sentence to နဲ့ either ကိုကျွန်တော်တို့ sentence ကြောင်းရဲ့အဆုံးမှာထားပြီးတော့မှသုံးတယ်တဲ့ we use to after a positive verb to ကို positive verb ရဲ့အနောက်မှာထားသုံးတယ် positive verb ရဲ့အနောက်မှာ to okay we use either after negative either two, you know, negative -no either okay. a negative verb either ကိုကြတော့ကျွန်တော်တို့ negative verb ရဲ့အနောက်မှာထားသုံးတယ်တဲ့ am not ရဲ့အနောက်မှာ either လို့ထားသုံးတာဖြစ်ပါတယ် okay example တွေကြည့်ရအောင် i'm happy i'm happy too. i'm not happy i'm not happy either i'm not happy to လို့သုံးလို့မရပါဘူးတဲ့ i enjoy the film i enjoyed it too i can cook i can't either သူတို့ပဲပြောရပါတယ်တဲ့ jane is a daughter. her husband is a daughter too Ben doesn't watch TV. He doesn't read newspaper either. အဲ့တော့ to နဲ့ either ကိုပြောမှဆိုရင် to ဒီ positive verb ရဲ့နောက်မှာသုံးတယ်။ either ကိုကြတော့ negative verb ရဲ့အနောက်မှာသုံးပါတယ်တဲ့။အဲနှစ်ခုလုံးအတိတ်ပဲကတော့ le ပဲဆိုတဲ့အတိတ်ပဲတွေနဲ့သုံးတာပါတဲ့။အဲ့တော့ to ဒီ positive verb ရဲ့နောက်မှာ either ဒီ negative verb ရဲ့အနောက်မှာဆိုတော့လေးကိုဥပမာမှာထားပေးပါ။ Okay ကျွန်တော်တို့အဲအဓိကပြောချင်တဲ့ဆိုးနဲ့နေသားကိုမြုပ်တီးဘူးဆက်သွားကြအောင်ဆို။ အဲ့တော့ဒီမှာကျွန်တော်တို့ grade 11မှာပါတာကဆွဲမိုင် neither do i ဆိုတာပါတာပေါ့ဗျာအဲ့တော့ကြည့်ကြရအောင် i'm happy ခုနကတော့ကျွန်တော်ပြောခဲ့တာ i'm happy too လို့ပြောခဲ့တာသူဒီမှာမပြောတော့ဘူးလို့ပြောလဲဆွဲမိုင်ငါလည်းပြောတယ်အဲ့တော့ဒီမှာပြောတယ် i'm not happy neither am i နော်ခုမှကျတော့ကျွန်တော်တို့အပေါ်ကဒီရှင်းပြချက်မှလေးလာခဲ့တာက I'm not happy either လို့ပြောခဲ့တာအဲ့လိုပြောစမ်းမလို့တဲ့ neither am I အဲ့လိုပဲပြောကြပါတယ်တဲ့ကျွန်တော်တို့ YouTube တွေပါကြီးကြည့်ရင်လည်းဒါတွေခဏခဏကြားရတယ်ပေါ့နော်အဲ့တော့ဆိုးနဲ့နိသားရဲ့အနောက်မှာတိထားမှာကဆိုး I am မဟုတ်ဘူးနိသား I am မဟုတ်ဘူးဆွဲမိုင်းနိသား am ကျွန်တော်တို့ subject verb မဟုတ်ဘဲနဲ့ verb subject ပြောင်းပြန်ဖြစ်နေတယ်ဆိုတာပဲ order ကချိန်နေတယ်ပေါ့နော် okay ဆိုးနဲ့နိသားရဲ့အနောက်မှာကျွန်တော်တို့ပိုင်လိုက်လဲချုပ်မပြောလိုက်မယ်ဆိုတော့ auxiliary verb တွေလိုက်တာပေါ့အဲအကူကရိအကူကရိယာတွေအကုန်လိုက်တယ် am is a was were wish should can could may have have do that အစရှိတဲ့ပြအကုန်လုံး လိုက်လို့ရပါတယ်တဲ့အဲ့တော့ဒါလေးလေ့လာကြရအောင်အဲ့တော့ဒီနေရာမှာကျွန်တော်ကြူပြီးပြောချင်တာက soul in mind အဲ grade level မှာတရှင်းပြထားတယ်ပြောရမယ်ဆိုရင်တစုံတယောက်ကတစ်ခုခုနဲ့ပတ်သက်လို့သဘောတူတယ်ဆိုရင်ကိုယ်လည်းသဘောတူတယ်သဘောမတူဘူးဆိုရင်ကိုယ်လည်းသဘောမတူဘူးလို့ agree လုပ်တဲ့နေရာမှာသုံးတာသဘောတူရဆိုရင် तू तू ကြိုက်တယ်ဆိုရင်ကိုယ်လည်းကြိုက်တယ် तू မကြိုက်ဘူးဆိုရင်ကိုယ်လည်းမကြိုက်ဘူး तू ကြိုက်တယ်ဆိုရင်ကိုယ်လည်းကြိုက်တယ်လို့ပြောခြင်းဆိုးနဲ့ပြောရတယ် तू မကြိုက်ဘူးဆိုရင်ကိုယ်လည်းမကြိုက်ဘူးလို့ပြောခြင်း နေသားနဲ့တွန်းရတယ်ဒါပဲအဲ့တော့ဒီအပေါ်မှာတော့ဒီ I'm happy too လို့ပြောတာဒီမှာဆွဲမိုင်းဒီမှာကျတော့ I'm not happy လို့ပြောရတဲ့ကျွန်တော်တို့ကနေသားကိုတွန်းတယ်နေသားရမှာစာချုပ်ပြပေါ့နော် Okay ဒါဆိုရင်အဲဆွဲမိုင်းဆွဲမိုင်းဆွဲတဲ့အတိပဲဒီ I'm too ဆွဲတဲ့အတိပဲ so have I ဆိုတာဒီ I have too ဆွဲတဲ့အတိပဲနေသားရမှာဆိုတာဒီ I'm not either ဆွဲတဲ့အတိပဲနေသားခဲနိုင်ဆိုတာဒီ I can't either ဆိုတဲ့အတိပဲပါတဲ့ကျွန်တော်တို့အပေါ်မှာ too နဲ့ either ကိုလေ့လာခဲ့ကြပြီအဲ့တော့ဆွဲမိုင်းနဲ့ဒီဆိုးနဲ့နေသားကို ဒါထုနဲ့ဣဒါစာဒါတွဲပြီးတော့မှ sorry အစားထိုးပြီးတော့မှတုံးတာဆိုတာလေးကိုတော့မှတ်ထားမှာပေါ့ဗျာ Okay အဲ့တော့ example လေးတွေကြည့်ရအောင် I'm working ငါလုံးလုံးနေတာတဲ့ swim mine ငါလည်းပဲအတူတူပါပဲ I am working too အရှိကြီးမပြောချင်တော့ဘူး swim mine လို့ပဲပြောလိုက်တာဖြစ်တယ် I haven't got a key ငါမှတော့မရှိဘူးတဲ့ Neither have I ငါစီမှာလည်းမရှိဘူး I haven't either နော်ဒီလိုမပြောတော့ဘူးတဲ့သူ့ကို Neither have I လို့လှလှပပပြောတာပေါ့ဗျာ I was late for work today. So what Sam? Sam Sam Okay. Kate can cook. Kate Machet Neither can Tom. Tom le machet abu I'm working in a bank. Nga bandaku malalu de. So do I. Nga le ve. Nga le ban malalu de. Okay. I won't be here tomorrow. I will not be here tomorrow. Manipya ငါဒီမှာရှိမှာမဟုတ်ဘူး neither well i ငါလည်းပဲမရှိဘူးငါလည်းရှိမှာမဟုတ်ဘူး we went to the cinema last night မင်းညကငါတို့ရုပ်ရှင်ုံသွားခဲ့တယ် did you so did we ဟုတ်လားငါလည်းသွားခဲ့တယ်လေအဲ့လိုပြောတာပေါ့ဗျာ i never go to the cinema ငါဘယ်တော့မှရုပ်ရှင်တော့မကြည့်ဘူးလေ neither do i ငါလည်းပဲငါလည်းဘယ်တော့မှရုပ်ရှင်တော့မကြည့်ဘူးလို့ပြောတာ i like to go to australia australia ငါ australia ကိုသွားခြင်းနဲ့ okay so would i ငါလည်းပဲငါလည်းပဲသွားခြင်းနဲ့ ဲ့တော့ you can use no no လဲတော့လို့ရတယ်နေသားစာပုံတော့ဒါတော့ကျွန်တော် knowledge ပါကျွန်တော်တို့ grade 11မှာတော့မပါဘူး i'm not married ငါလည်းမထိုင်သေးဘူးတဲ့ no am i အဲဒီလိုပြောလို့ရသလိုနေသား am i လို့လည်းပြောလို့ရပါတယ်တဲ့သတိထားမှာက set order လေးကိုပဲသတိထားမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြောထားတဲ့ပုံစံလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ bold လုပ်ထားတာလေးကဒီနေရာမှာ but to be am ဆိုရင်ဆိုရင် mine လို့လုပ်တယ်เนาะဒါ am ကြောင့်မို့ i ကြောင့်မို့ am လို့လုပ်ထားတာ ဒီနေ့မှာ work ဆိုရင်လည်းကျွန်တော်တို့က works လို့လုပ်တယ်ဒီနေ့မှာ work ဆိုတော့ကျွန်တော်တို့ do လို့လုပ်တယ်ဘာကြောင့်မို့ work ကို do လို့လုပ်လဲလဲဆိုတော့ verb to do တွေကြောင့်မို့ကျွန်တော်တို့က do နဲ့ပဲလုပ်တာဒီနေ့မှာ want ဆိုတာဒီ verb to do ပဲတို့တို့ past tense ဖြစ်တဲ့အတွက် did ကိုသုံးလိုက်တာဖြစ်တယ်ဒီနေ့မှာကတော့ i'd ဆိုတာဒီ i would ရဲ့အဓိကဖြစ်တဲ့အတွက် so would လို့ပဲသုံးလိုက်တာဖြစ်တယ်ဒီမှာလည်းဒီတိုင်းပဲ neither ni i having got a key မှာ having ဒီ neither have by လို့ဖြစ်သွားတယ်ဒီမှာ have ဆိုရင်ဒီမှာလည်း have ဖြစ်တယ်အဲ့တော့ neither have in i လို့မရဘူး neither မှာအငင်းတဘောပါနေပြတဲ့အတွက် positive verb ပဲလိုက်ရမယ် neither have by ဒီမှာက can ဖြစ်တဲ့အတွက် can ဖြစ်သွားတယ်အဲ့တော့ won't ဖြစ်တဲ့အတွက်ဒီမှာ will ဖြစ်သွားတယ် won't ဆိုတာဒီ will တော့ရတူပေါ့ပါ go ဆိုတာဒီကျွန်တော်တို့က but to do ဖြစ်တဲ့အတွက် do ကိုစာပဲသုံးရမယ်။ neither go i လို့မရဘူး။ neither do i လို့သုံးရတာဖြစ်တယ်။အဲဒီမှာလဲ am not ဖြစ်တဲ့အတွက် no am am ဲ့တော့ကျွန်တော်ဒီဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှ YouTube မှာဒီ native speaker တယောက်တင်တဲ့ဗီဒီယိုကိုကျွန်တော်ကြည့်ဘူးတယ်အဲ့မှာသူကဘယ်လိုရှင်းပြထားလဲဆိုရင်ဒီ verb တွေကိုဘယ်လိုသုံးအောင်မလဲဆိုရင်မှန်လို့တဘောထားလိုက်ပါတဲ့မှန်လို့တဘောထားလိုက်ဒီမှာက back to be ဆိုရင် back to be နော် back to be ဆိုရင် back to be back to do ဆိုရင် back to do မဟုတ်အဲကျွန်တော်ပြောရမယ်ဆိုရင် m ဆိုရင် m ပေါ့ဗျာ what ဆိုရင် was နော်ဒီမှာ work က do ဖြစ်သွားတာဒီဒါ back to do ကိုသုံးတာကြောင့်မို့ဒီမှာလည်း back to do back to do ဆိုပေမဲ့သူက ဖတ်ဒီကဘတ်တူတူ first ညောင်မို့ dig ကိုသုံးတာအဲ့တော့ဒီမှာ word ဆိုရင် word မှန်ထောင်လိုက်ပြီဆိုရင်ဒီထက်ကျွန်တော်တို့မူရင်းအတိုင်းပဲပုံမှာဟုတ်အဲ့တော့ have ဆိုရင် have can ဆိုရင် can won ဆိုရင် will go ဆိုရင်တော့ do စသဖြင့်မှန်လုံးသဘောထားလိုက်ပါတဲ့ဒါဆိုရင်တော့ဒီ auxiliary verb တွေကိုဘယ်လိုသုံးရလဲဆိုတော့တည်သွားလိမ့်မယ်လို့ထင်တယ် okay ဒါဆိုရင်တော့ဆွဲမိုင်တဲ့ need to do and don't ကိုသိလောက်ပြီလို့ထင်တယ်သူကတော့ အဲဆိုးကိုဘယ်ရှင်းမှာသုံးလဲဆိုရင် positive sentence ကိုပြောချင်မှာသုံးတာပေါ့နှီးသားကိုတော့ negative sentence ကိုပြောရချင်မှာသုံးတာပေါ့ဗျာသူတိုက်တဲ့ဆိုင်ကိုလည်းကြိုက်တယ်ဆိုရင်ဆိုးနဲ့ပြောသူမကြိုက်ဘူးဆိုရင်ကိုလည်းမကြိုက်ဘူးဆိုရင်သူလည်းမကြိုက်ဘူးကိုလည်းမကြိုက်ဘူးအဲဆိုရင်နှီးသားနဲ့ပြောတာပေါ့ဗျာโอเคဒါဆိုရင်တော့ဒီချုပ်ကဒါပဲနောက်ထပ်လေ့လာကြအောင်ဆိုโอเคအဲ့တော့ exercise 2 either ကိုထည့်ပေးပါရဲအဲ့တော့2ဒီတိထားမှာကကျွန်တော်တို့က positive vibe ရအောင်မှာလိုက်တယ် either wo jona ruga negative verb yana mola de bo i'm happy i'm happy too i'm not hungry i'm not hungry either i'm not going i'm going out i'm going out too no positive verb jamo it rain on saturday it rain on sunday too rachel can drive a car she can ride a bike either i don't like shopping i don't like shopping either emma's mother is a teacher her father is a teacher too โอเคဒါကတော့ very easy ပါ positive vibe ရဲ့အနောက်မှာထုလိုက်တယ် negative vibe ရဲ့အနောက်မှာ either လိုက်တယ်သူတို့ပြောလို့လည်းရတယ်တဲ့โอเคနောက်တစ်ခုအဲ့ဒီမှာလာပြီ so so am i so do i ဒါကတော့အဲသူကနမူနာပြထားတာပေါ့ဗျာဆိုရမှာဖြစ်ဖြစ်ဆိုတူရဖြစ်ဖြစ်ဆိုခဲ့နိုင်ဖြစ်ဖြစ်အစတော်ဆာချီတဖြစ် auxiliary verb တွေနဲ့သုံးရမှာအဲ့တော့ i went to bed late last night ဒီမှာက i နဲ့ပဲပြောရမှာဗျာကျွန်တော်တို့ဒီ text ထဲကတိုင်းမဲ့ i နဲ့ပဲပြောရမှာတခြားတူတွေသွားထည့်စံမလို့ဘူး i နဲ့ပဲပြောရမှာ i went to bed i went to bed late last night မင်းညကအဲ့ရဝနောက်ကြခဲ့တဲ့အဲ့တော့ငါလည်းပဲပဲ so did i အဲ့တော့ i'm thirsting ငါရစားတယ်တဲ့အဲ့တော့ငါလည်းပဲစားတယ်လို့ပြောချင်တာအဲ့တော့ so am i ဒီမှာ am ဖြစ်တဲ့အတွက် am မှန်လို့တော်ထားပါ i've i've just eating ငါစားပြီးပြီတဲ့ဒီမှာ i've ဆိုတဲ့ဒီအဲ have ဖြစ်တဲ့အတွက်ဒီမှာလည်းကျွန်တော်တို့က survive ဖြစ်သွားမှာပေါ့ဗျာ i need a holiday အလိုက်ရလို့နေပြီတဲ့အဲ့တော့ဒါ need ဆိုတာဒီဘတ်တူတူဖြစ်တဲ့အတွက်ကျွန်တော်တို့က ဆိုနေတိုင်းလို့မရဘူးဘတ်တူတူစားသုံးပြရမယ် so do i i will late tomorrow ပြန်ကနောက်ကြမယ်ဒီ i will ဆိုတာဒီ i will ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က so well i လို့ဖြစ်သွားမှာပေါ့ i was very tired this morning ဒီမနေ့ငါတို့အရန်ကိုပြန်မှန်းခဲ့တယ်အငါအရန်ကိုပြန်မှန်းခဲ့တယ်ငါလည်းပဲအဲ့တော့ was ဖြစ်တဲ့အတွက်ဘာမှထူးထူးစဉ်းစားမလို့ so was i မှန်လို့တဘောထားလိုက်ပါတဲ့ okay neither i နဲ့ပြောပြရမယ် i can't go to the party Um, I can not go to the party. Nga uh, party where go matua nai mu de me I nai mu. Ero nga le me matua nai mu. Neither can I. Okay. I didn't phone Alice last night. When Mini nga ga Alice go phone se ke wu. I nga le be me se ke Neither did I. Okay. I haven't got any money. Nga ma pasan. Mashi wu. Da so yin. Neither have I. Okay. I'm not going out tomorrow. Mini pian bim tabu. Ero neither am I. I don't know what to do ငါဘာလို့မှမသိတော့ဘူးတဲ့ငါလည်းပဲမသိဘူးအဲ့တော့ neither do i ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်စစ်တီကြောင်ဆိုဒီမှာက you are talking to maria မြေ maria နဲ့စကားပြောနေတာတဲ့ write sentences about yourself မင်းအကြောင်းမင်းရေးပါတဲ့ where possible ဖြစ်နိုင်တဲ့နေရာမှာ you so i ဒါမှမဟုတ် neither i look at these is a bit carefully ဖြစ်တယ်ဝေတီချာကြည့်ပါတဲ့အဲ့တော့ဒီနေရာမှာ အဲပုံပြီးတော့မှနည်းနည်းလေးကျွန်တော်တို့စဉ်းစားကြရရှိတယ်စဉ်းစားကြရရှိရဆိုတာခက်ခဲကြီးမဟုတ်ဘူးဆိုးအိုင်ကိုသုံးရမယ်နေသားအိုင်ကိုသုံးရမယ်အပြည့်အဖြစ်ကိုတခြားကြည့်နော်ဥပမာ I am tired I'm tired today is a better ကြည့်လို့ပြောတာ I am tired today ငါဒီနေ့ပင်ပန်းနေတဲ့အဲ့တော့အဲကိုကလည်းကိုလည်းပင်ပန်းနေစဉ်ဆိုးမိုင်းလို့ပြောရုံပဲဒါပေမဲ့ तू ကပင်ပန်းနေကိုကမပင်ပန်းဘူးမပင်ပန်းဘူးဆိုရင်တော့ I'm not I'm not ဒါမှ am ကြောင့်မို့ I'm not ျွန်တော်တို့ဒီဆိုးနဲ့နေသားကိုလေ့လာခဲ့တာကသူပမန်းနဲ့ဆိုရင်ကိုလည်းပမန်းနဲ့သူပမန်းမှုဆိုရင်ကိုလည်းပမန်းမှုတို့တို့ညာလဲသူပမန်းနဲ့ကိုပမန်းမှုဆိုရင်တော့ negative sentence နဲ့ပြောရမှာပေါ့သူကပမန်းမှုကိုပမန်းနဲ့ဆိုလဲထူနေတကောင်းပဲပေါ့ဒီမှာတူရေးထားတယ် I don't work ငါအလုပ်ကျူစားမလုပ်ဘူးတဲ့မင်းဘယ်လိုပြောနိုင်လဲဆိုတော့ neither do I ငါလည်းမလုပ်ဘူးလို့ပြောနိုင်တယ်နော် तू ကတော့အလုပ်မလုပ်တာကိုကတော့အလုပ်လုပ်တယ်ဆိုရင်လဲနော် I do ငါတော့လုပ်တယ်လို့ပြောလို့ရတယ်တဲ့ okay ဒါဆိုရင်တော့ Isabelle ကိုကြည့်လို့ရှင်းတော့မယ်တဲ့ ဒီဆိုးနဲ့နှီးသားကသူ့ရဲ့သုံးကိုပါ agree လုပ်ဖို့သုံးတာဗျာ agree လုပ်ဖို့သဘောတူဖို့သုံးတာအဲသူပင်ပန်းနေဆိုရင်ကိုလည်းပင်ပန်းနေသူပင်ပန်းမှုဆိုရင်ကိုလည်းပင်ပန်းမှုနှီးသားနဲ့နော်ဒါပေမဲ့သူပင်ပန်းနေကိုယ်ပင်ပန်းမှုဆိုရင်တော့ i'm not သူကပင်ပန်းမှုကိုယ်ကပင်ပန်းနေဆိုရင် i do ဆရှိတယ်ဖြစ်ပေါ့နော် i am i am ဆရှိတယ်ဖြစ်ပေါ့ okay maria you အဲ့တော့ maria ပြောရဲ i'm learning english ငါအင်္ဂလိပ်စာလေ့လာနေတာတဲ့ကိုယ်အင်္ဂလိပ်စာလေ့လာနေတာဟုတ်တလားဟုတ်တယ်ကျွန်တော်တို့ဒီဗီဒီယိုကြည့်နေပြီဆိုတော့အင်္ဂလိပ်စာလေ့လာနေတာပဲ အဲ့တော့ so am i okay i can ride a bike ငါသမင်းစီးနိုင်တယ်တဲ့အဲ့တော့ကိုလည်းစီးနိုင်လားစီးနိုင်တယ်ဆိုရင်တော့ okay so can i ပေါ့ကိုမစီးနိုင်ဘူးဆိုရင်တော့ I can't ပြန်ပါပေါ့ဗျာကျွန်တော်ဒီမှာတဖြည်းကျွန်တော်တော့ပဲကျွန်တော်ဖြေထားတာအဲ့တော့ကျွန်တော်မသိရဘူးဆိုတော့ I can't လို့ဖြေရမှာပေါ့ဟုတ်ကဲ့နောက်တစ်ခု I'm not I'm not American ငါ American မဟုတ်ဘူးတဲ့ကျွန်တော်လည်းမဟုတ်ဘူးအဲ့တော့ အငင်းဖြစ်တဲ့အတွက် need the mind ဖြစ်မှာပေါ့ unlike quickie ငါချစ်ပြောတာကြိုက်တယ်တဲ့ကျွန်တော်တော့မကြိုက်ဘူးအဲ့တော့ကျွန်တော်ဘယ်လိုဖြစ်မလဲ no i don't no မပါလဲရတယ်သူကတမနိုးမထိုင်ထားပေးဘူးအဲ့တော့ i don't သူကကြိုက်တယ်ကိုကတော့မကြိုက်ဘူးညင်းညင်တာပေါ့ဗျာ i don't like cool weather သူကအဲ area တည်းဘူးလို့ဆောင်းအတည်မကြိုက်ဘူးတဲ့ကျွန်တော်လည်းမကြိုက်ဘူး neither do i okay i slept well last night မင်းညာကကောင်းကောင်းမိတ်ခဲ့ရဘူးတဲ့အဲ့တော့ i wasn't เนาะကျွန်တော်တော့ sorry အဲမနေ့ညသူကောင်းကောင်းအိတ်ခဲ့ရတယ်အဲကိုတော့မိတ်ခဲ့ရအောင် I wasn't okay အဲ sorry ကျွန်တော်ဒီမှာမားထားတယ်ပြီးခံပေးပါကျွန်တော်ဘယ်လိုဖြစ်ရမလဲအဲဒီမှာကဒီမှာကဘတ်တူတူဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ wasn't သုံးလို့မရဘူးဘယ်လိုသုံးရမလဲ I didn't လို့ဖြစ်ရမှာ I didn't know လို့ဖြစ်ရမှာ I didn't know ကျွန်တော်ရဲ့ mouse နဲ့ဆိုတော့ကျွန်တော်ရေးရတာသိစမပြီးဘူးခင်ဗျာ mouse နဲ့ပါကျွန်တော် computer လဲ touch screen မရပါဘူးခင်ဗျာ okay ဒါလေးကိုသိခံပေးပါ I've never run a marathon ငါမာရသင်တစ်ခါမှသူမပြေးဘူးတဲ့အဲ့တော့ကျွန်တော်လည်းမပြေးဘူးဘူးအဲ့တော့ neither have I okay I know use my phone much ငါတော့မာရီယာကတော့ပြောတယ်သူကသူဖုန်းမြိုင်းမသုံးဘူးတဲ့ကျွန်တော်ကတော့သုံးတယ်နော် I do နော်ဘတ်တူလူချင်မို့ I do I'm going out tomorrow evening မင်းပြန်ညနေအပြင်ထွက်မယ်တဲ့ကျွန်တော်ကတော့မထွက်ပါဘူးနော် I'm not okay I haven't been to Scotland Scotland မြောက်ဘူးတဲ့ကျွန်တော်လည်းမြောက်ဘူး okay အဲ့တော့ neither have i i didn't watch tv last night မင်းညာက tv မကြည့်ခဲ့ဘူးတဲ့ okay ကျွန်တော်လည်းမကြည့်ခဲ့ဘူး neither did i i go to the cinema a lot ရုပ်ရှင်ကိုတဲ့ငါခဏခဏသွားတယ်တဲ့ကျွန်တော်ကတော့မသွားပါဘူးအဲ့တော့ i don't ဖြစ်ပါတယ် Okay, ဒါဆိုရင်တော့ sympathy သွားလိုက်မယ်လို့ထင်တယ်။ sympathy နဲ့ကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပေးပါ။ဗီဒီယိုလေးကိုဆုံးတိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်။အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ Bye bye.